တရင်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချန်နယ်မှာဒီကနေ့ဇွန်လ22ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမအုပ်ဆုံးတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ထန်းတပင်နဲ့အုတ်တွင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်သားများကို၅ရက်ဆက်တိုက်တိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများပြားခဲ့ကြောင်းတင်ဆက်ပေးပါမယ် ပဲခူးတိုင်းထန်းတပင်မြို့နယ်နဲ့အုတ်တွင်းမြို့နယ်အတွင်းမှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို9ရက်ဆက်တိုက်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်မှ30ဦးထက်မနည်းသေဆုံးခဲ့ကြောင်းအုတ်တွင်းပကဖမှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများအုတ်တွင်းမြို့နယ် ကျွဲပွင့်မြို့မှာကိုးတိုင်ရွာကိုစစ်ကြောင်းတကြောင်းထက်တပင်မြို့နယ်ထက်တပင်တထားမှာကိုးတိုင်ကြီးရွာကိုစစ်ကြောင်းတကြောင်းနဲ့ထက်တပင်မြို့နယ်ဇရက်ကြီးမြို့မှာရေကြီးကုန်းကြီးရွာကိုစစ်ကြောင်းတကြောင်းခွဲပြီးအင်အား၂၈၀ခန်းနဲ့စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဆိုပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်များကဇွန်လ၁၂ရက်နေ့မှာစတင်ပြီးဇွန်လ၁၈ရက်နေ့အထိ၅ရက်ဆက်တိုက်လိုက်လံတိုက်ခိုက်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သား၃၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်းသိရှိရပါတယ်။ စနေနေ့တိုက်ပွဲဖြစ်ဖြစ်ချင်းမှာတော့မြို့စုတတအဆင့်၉တိုင်ကြီးရွာပွဲမှာစစ်ခွေးခွနကောင်တေတာတော့အတိအကျရရတယ်။ကျွဲပွဲအရှိတ်တရုတ်တင်းကြိုက်မှာတခါတည်းမိရှုတာဆိုတော့လေနောက်ပြည်စည်းရဲ့ကြီးကနေရေကြီးဂုံးကိုတက်လာတဲ့စစ်ကြောင်းကိုလည်းလေကွင်းပြင်ကိုဖျက်တက်ရတာဖြစ်တဲ့အတွက်တော်တော်ကိုကြာကုန်တာပါ။နောက်ထန်းတပင်တတကနေ၉တိုင်ကိုတက်လာတဲ့စစ်ကြောင်းလည်းအတူတူပဲပေါ့။လေကွင်းပြင်ဖျက်တက်လာတာဆိုတော့ကိုရီဘက်ကအပိုင်ချေမုံရတာဆိုတော့ပထမတရက်ထဲမှာပဲခွနကောင်တေတာနောက်ရက်တွေကြာတော့ပွဲကတအားကောင်းလာတာနဲ့ ကြဆုံတဲ့တင်းကထောက်လန်းလို့မလွယ်ကူတော့လို့တိုက်ခိုက်ရေးရဲဘော်တွေရဲ့မျက်မြင်နဲ့ scout drone ကမြင်ရတာလောက်ကိုပဲခံမှန်းပြောလို့ရတော့တာပါကျွန်တော်တို့ကတော့30အနည်းဆုံးတိတ်ဆုံးထိခိုက်တယ်လို့ထင်တယ်သူတို့အတင်းတက်လာပြီးပြန်လန်ကြတာနေတိုင်းပဲမိုင်းဆွဲခံရတာတွေ drone နဲ့ကြဲခံရတာတွေအများကြီးပဲမြို့ဆိုးနဲ့ကိုတိုင်ကြဆိုအင်ချန်တွေကဆက်နေတော့မီတာ90လောက်အကွာအဝေးကိုအနီးကပ်ပစ်ကြရတာလို့အုတ်တွင်းပကဖမှာတာဝန်ရှိသူတို့ကပြောဆိုပါတယ် အစိုးရတိုက်ခိုက်မှုကိုပြူဝါ23 PDF ပူပေါင်းတပ်များဖြစ်တဲ့အုတ်တွင်းမြို့နယ်ပတ်ကဖာတရင်3932တောင်ငူမြို့နယ်ပတ်ကဖာယောနသန် Drone Force Delta 1 Drone Force တို့ကပူပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လန်ကြီးရဲဘော်9ဦးမစိုးရင်ရဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့လက်ပရန်မြို့နယ်စစ်တပ်အထိုင်ချနေရာကို PDF ပူပေါင်းအဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ ပဲခူးတိုင်းလက်ပရန်မြို့နယ်မှာစစ်ကောင်စီတပ်အထိုင်ချတပ်ဆွဲထားတဲ့ခြေရွာတရွာကိုမဟာမိတ်ပူပေါင်းအဖွဲ့များနဲ့အတူဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းတာယာဝတီခိုင်တပ်ရင်း383ညနဲ့တခွဲနှစ်မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ဇွန်လ19ရက်နေ့နနက်3:50မိနစ်ခန့်မှာပဲခူးယူအဆက်ရွာငန်ခြေရွာမှာအင်အား30ကျော်နဲ့တပ်ဆွဲထားတဲ့စစ်ကောင်စီတပ်သားများကိုတပ်ရင်း383ညနဲ့တခွဲနှစ်တခွဲသုံးနဲ့တာယာဝတီခိုင်ပကဖအမှတ်1တိုက်ခိုက်ရေးအထူးတပ်ဖွဲ့တို့ကပူးပေါင်းပြီးဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၎င်းကဆိုပါတယ်။ မနစ်ကလေးကအဲ့ဒီမှာတက်ဆွဲထားတာကြေးရွာစာတင်ကျောင်းနဲ့ရွာတွေကအိမ်တွေမှာပါအင်အား30ကျော်နဲ့လို့စစ်ကောင်စီတက်အခြေအနေကိုတရင်383ညနဲ့တခွဲနှစ်မှာတာဝန်ရှိသူတအူးကလူမှုຫນွေဦးကိုစုပါတယ်အစိုးပါစစ်တပ်အထိုင်ချထားတဲ့နေရာကိုတိုက်ခတ်ရမှာအပြန်အလှန်ပစ်ခတ်ချိန်တနာရီနဲ့မိနစ်40ခန့်ကြာမြင့်ခဲ့ပြီးစစ်ကောင်စီတပ်ပတ်မှ9ဦးတိဆုံးကဒဏ်ရာရသူများလည်းရှိပြီးလက်နက်ကြီးပစ်ကူအပါအဝင်တပ်ကူများရောက်ရှိလာတဲ့အတွက်ပြန်လည်စုခွာခဲ့ရကြောင်း၎င်းကစုပါတယ် သို့သောစစ်တပ်တေဆုံးထိခိုက်မှုအခြေအနေကိုတိချတော့အတိမပြုတ်နိုင်သေးပါဘူးစက္ကဆော့တွေကအင်းအားအလုံးအရင်နဲ့စကန်ပြောင်းဝင်ပြီးရှင်းလင်းရေးတွေတော့လုတ်ပါတယ်ခမသူတို့အတိုင်းချစကန်ကိုပဲရှင်းလင်းရေးလုတ်တာပါဗျာလို့လက်ရှိအခြေအနေကိုတက်ခွဲနှစ်မှာတာဝန်ရှိသူတို့ကရှင်းပြပါတယ်လက်တလုံးမှာတော့စစ်ကောင်စီဘက်ကအင်းအားတိုးချဲ့ချထားပြီး၎င်းတို့အတိုင်းချနေထိုင်ရာနေမြေကိုရှင်းလင်းရေးလုတ်ဆောင်နေရမှာထိတွေ့တိုက်ပွဲများဆက်လက်ဖြစ်ပွားလာနိုင်ကြောင်းဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့များကခန့်မှန်းပြောဆိုပါတယ် တိုက်ပွဲဖြစ်ပွားခဲ့ရာရွာငင်ကြီးရွာဟာပကူးရုံမှအဆက်မှတည်ရှိပြီးအင်ဂျီ300ကျော်ရှိကဒေသခံပြည်သူများမှစစ်ကောင်စီတပ်သားများကြီးရွာအတွင်းကိုလာရောက်တက်ဆွဲတဲ့အတွက်ကြောင့်2024ခုနှစ်ကတည်းကထွက်ပြေးတင်းရှောင်နေကြရကြောင်းသိရှိရပါတယ်ခင်ဗျာထပ်မံသိရှိရတဲ့သတင်းကတော့နေရီကန် viewer အနိကာကင်းစကန်တစ်ခုကိုပူပေါင်းတက်စီနင်းတိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်းတင်ဆက်ပေးပါမယ် နယ်ရီကန်ပြူဟာရဲ့ကာကင်စကန်တစ်ခုကိုချင်းကာကွယ်ရေးတပ်အရှို CDF အရှို ਨੇ မဟာမိတ်များကစီနင်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်စခန်းစွန့်ခွာထွက်ပြေးသွားကြောင်းသိရှိရပါတယ်။နယ်ရီကန်ပြူဟာ ਨੇ တမိုင်ကျော်အကွာမှာရှိတဲ့ခွန်စုရွာလမ်းကွဲမှာစစ်ကောင်စီကာကင်စကန်းကို CDF အရှို ਨੇ အတူလူပေါင်းတက်မတော် NSA အရှို့ချင်းကာကွယ်ရေးတပ် ACDF တို့ကဇွန်လ20ရက်မနက်9:25မိနစ်မှာစီနင်တိုက်ခိုက်ခဲ့ပါတယ်။အမ်ဘရန်လမ်းပေါ်တက်လာတဲ့လမ်းဟောင်းပေါ်ကထောက်ပို့လုပ်တဲ့နေရာ ဒါကိုတိုက်ခိုက်ခဲ့တာဒီနေ့အထိတော့ပြန်နေရမယူရသေးဘူး drone နဲ့လေကြောင်းပြန်တမ်းမှုတွေတော့ရှိနေတယ်လို့ CDF အရှုပြောရေးဆိုခွင့်ရှိသူက Paper Spring ကိုပြောပါတယ်တိုက်ခိုက်မှုစတင်ပြီး15မိနစ်ခန့်အကြာမှာစစ်သားများစကန်စွန့်ခွာထွက်ပြေးသွားပြီးတဦးသေးဆုံးကတဦးအရှင်ပန်းစီမိခဲ့တယ်လို့ CDF အရှုကယနေ့ဇွန်လ22ရက်နေ့မှာထုတ်ပြန်ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားဒဏ်ရာရရှိပြီးထွက်ပြေးသွားတယ်လို့ MA အမျိုးအစားတနက်9လ BA 100စိန်ပြောင်းတက်လက်နဲ့ခဲရန်အများအပြားတင်ဆက်ရရှိခဲ့ကြောင်းဖော်ပြထားပါတယ် တိုက်ပွဲအတွင်း CDF အရှုတပ်ဖွဲ့ဝင်တဦးဒဏ်ရာရရှိခဲ့ပြီးစိုးရိမ်စရာမရှိဟု CDF အရှုပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်ဒါအပြင်နေရီကန်လန်ဟောင်းဖြတ်တောက်တိုက်ခိုက်ရေးလှုပ်ဆောင်နေပြီးဇွန်လ12ရက်နေ့မှ14ရက်နေ့အထိ3ရက်အတွင်းနေရီကန်ပြူဟာဂုံးမှထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား14ဦးကိုတနက်လေးလံလက်နက်ခဲယမ်းများနဲ့အတူဖမ်းမိခဲ့တယ်လို့ CDF အရှူကအသိပေးထားပါတယ်။ အမ်ဘရန်လန်ကိုထိန်းချုပ်နိုင်ရင်နေရီကန်ဘျူဟာကိုထိန်းချုပ်ရန်အတွက်တိုက်ခိုက်နေတဲ့စစ်စင်ရေးများကိုအေအေနဲ့ပူးပေါင်းတပ်များကပြီးခဲ့တဲ့ဖေဗူလာမှာစတင်ခဲ့ပါတယ်။မတ်လအစောပိုင်းမှာနေရီကန်ဘျူဟာတောင်ကုန်းအောက်မှာအရေးပါတဲ့စစ်ကောင်စီရဲ့တောင်ကုန်းအချုပ်ကိုအေအေကသိမ်းပိုက်ခဲ့ပါတယ်။အဆိုပါတိုက်ပွဲအတွင်းတပ်မကိုကိုရဲ့ယာယီနီးဘျူဟာမှုဒုတိယဗိုလ်မှူးကြီးကျော်ကျော်တပ်ကိုအေအေနဲ့ပူးပေါင်းတပ်များကဖမ်းမိခဲ့ပါတယ်။ မေလနှောင်းပိုင်းကတိုက်ပွဲများမှာတော့နေရီကန်ဖြူဟာအနီးမှာရှိတဲ့အတိကကာကင်းစခန်းဖြစ်တဲ့ဆက်သွယ်ရေးတာဝါတိုင်းစခန်းကိုအေအေကသိမ်းယူခဲ့ပါတယ်။နေရီကန်ဖြူဟာနဲ့အမ်ဘရန်လန်တိုက်ပွဲခုခံစစ်မှာတာဝန်အရှိဆုံးတပ်မကိုကိုတပ်မမူဗိုလ်မှူးချုပ်တင်မောင်ကျော်ကိုစစ်ကောင်စီကပြီးခဲ့တဲ့မေလကုံမှာဖမ်းဆီးပြီးရာထူးမှာဖြုတ်ချကစစ်ဆေးနေပါတယ်။တပ်မကိုကိုယာယီတပ်မမူအသည့်ဖြစ်စစ်ဗျူဟာအဖွဲ့အခြေချဟာခါမှအခြေချစစ်ဗျူဟာမှုဗိုလ်မှူးကြီးစိုးဝင်းထွန်းကိုအစာထုတ်ခန့်အပ်ထားပါတယ်။ တက်မှမူအပြောင်းအလဲဖြစ်ပြီးနောက်နေရီကန်ဘျူဝါမှအမြောက်များနဲ့လက်နက်ကြီးအချို့ကိုအမြောက်တက်၄တုံညာကိုအမြောက်စစ်စင်ရေးကိုကဲမှုဌာနချုပ်ကိုတုံညာ၅ကိုဇွန်လဒုတိယလပတ်အတွင်းစတင်ရွှေ့ပြောင်းနေတာကိုတွေ့ရှိရကြောင်းအေအေနဲ့နီးစပ်တဲ့စစ်ရေးသတင်းရင်းမြစ်များကပြောဆိုပါတယ်။ထက်မှန်သိရှိရတဲ့သတင်းကတော့အပြစ်ခက်ရဲစဲရေးမအောင်မြင်ဟုအန်ဝါဝင်းခန်းဆိုတဲ့စောင်းပါရှင်ဆရာလှဆိုးဝေရဲ့စစ်ရေးသုံးသပ်ထားမှုကိုတင်ဆက်ပေးပါမယ်။ မလေးရှားဝန်ကြီးချုပ်အန်နဝါအီဘရာဟမ်မ၎င်းရဲ့အပြစ်အကက်ရက်စေးရေးမအောင်မြင်ကြောင်းကိုဇန်နဝါရီလ16ရက်နေ့ကွာလာလမ်ပူမှာရှိတဲ့ Hilton Hotel မှာပြုလုပ်ခဲ့တဲ့38ကြိမ်မြောက်အာရှပစိဖိတ်စပွဲဝိုင်းဆွေးနွေးပွဲမှာဝန်ခံသွားခဲ့ရပြီဖြစ်ပါတယ်။ကျွန်တော်တို့ဘက်ကချက်ချင်းလက်ငင်းဆိုးတယ်လို့အပြစ်အကက်ရက်စေးစီခြင်းနဲ့လူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေပေးခွင့်ရဖို့အဝင်အထွက်လုပ်ခြင်းနဲ့ NUG နဲ့ဆွေးနွေးခြင်းနဲ့ဒါတွေကိုအခုထိတခုမှမလုပ်သေးဘူးဗျာလို့ဆိုပါတယ်။ အာဆီယံဥက္ကဋ္ဌတယောက်အနေနဲ့မြန်မာပြည်ရဲ့အခြေအနေတွေကိုအပတ်စဉ်စောင့်ကြည့်နေတယ်လို့လည်းဆိုပါတယ်။လက်ရှိအခြေအနေအရစင်ကျင်တုံတရားရှိလာမှဖြစ်တော့မယ်။မရှိလို့ကတိုင်းပြည်ပြည့်စည်တော့မယ်။စင်ရဲမွဲ့တေမှုကကုဆက်ပြန့်နှံ့နေပြီးအုတ်ချုပ်ရေးစနစ်ကလည်းကျဆုံးနေပြီလို့အန်နဝါကနိုင်ငံဆောင်မှတက်သည့်ပညာရှင်ကိုစလေ300ခန့်တက်ရောက်လာတဲ့ညီလာခံကြီးမှပွင့်ပွင့်လင်းလင်းပြောသွားခဲ့ပြန်ပါတယ်။ အာရှပစိဖိတ်ဒေတာလုံခြုံရေးတည်ငြိမ်ရေးလက်ရှိအနေအထားကိုထိမ့်သိမ့်နိုင်ရင်ဆက်၍တိုးတက်ကြီးပွားရေးအတွက်မြန်မာဟာစူးညောက်ခလုတ်ကြီးဖြစ်လာနေပြီးစစ်အုပ်စုဟာ၎င်းတို့အာဏာတည်မြဲရေးအတွက်ပြည်ပအင်အားကြီးနိုင်ငံများကိုဒေတာတွင်ဆွဲသွင်းလာရုံများမကနျူကလ িয়ার စကားပင်စတင်ပြောလာတဲ့အချိန်နဲ့ဖြစ်နေပါတယ်။ငင်းချင်ရေးဆွေးနွေးပွဲတွေဖြစ်မြောက်အောင်မလုပ်နိုင်ဘူးဆိုရင်အာဆီယံအတွက်ရှက်ပွဲလိလိဖြစ်လိမ့်မယ်လို့လည်းဆိုပါတယ်။အခြားနိုင်ငံများကကြိုးပမ်းပေးလာရင်လည်းလက်ခံကြိုဆိုတယ်လို့လည်းဆိုပါတယ်။ စေနိုင်ငံပါဝင်တဲ့အာဆီယံအဖွဲ့ကြီးဟာ၎င်းတို့ရဲ့အဖွဲ့ဝင်နိုင်ငံတနိုင်ငံမှလူ့အခွင့်အရေးနဲ့ပတ်သက်ပြီးစိတ်ထင်တိုင်းချိုးဖောက်ကျူးလွန်နေတဲ့အဖြစ်ကိုမြည်တိုးမြမတက်နိုင်ပဲလက်ပိုက်ကြည့်နေရပြီဖြစ်ပါတယ်။ဤဒီကလည်းအဖွဲ့ဝင်နိုင်ငံများစီးလုံးညီညွတ်စွာယက်တီရေးထက်မိမိတို့နိုင်ငံရဲ့အကျိုးစီးပွားကိုသာရှည်တန်းတင်လာကြတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ အားလုံးကတော်လိုင်းအင်အားစုများအောင်ပွဲခံနိုင်မယ်လို့တေချာပေါက်တက်ဆထားပြီးစောင့်ကြည့်နေကြပေမဲ့တရုတ်ရဲ့ဝင်ရောက်ဆွတ်ပတ်လာမှုကြောင့်ရှေ့မတွန်းနိုင်ရပဲရရှိထားတဲ့နေမင်းများကိုပင်ပြန်ပေးလိုက်ရတာကိုတွေ့မြင်လာတဲ့အတွက်အခြေအနေများကရှုပ်ထွေးလာပြီးရေရှည်သွားတော့မယ်လို့ဆိုကအထိတ်တလန့်ဖြစ်လာကြတယ်လို့ American နိုင်ငံခြားစစ်ဆန်ရေးကောင်စီဝက်ဘ်ဆိုက်မှာရေးသားထားပါတယ်မြန်မာဟာကမ္ဘာမှာ ပါလက်စတိုင်းပြည်လင်ဒုတိယအစိုးဆုံးအကြံဖတ်မှုများကျွတ်လွန်တဲ့နိုင်ငံဖြစ်လာပြီး face state ကြာဆုံးသွားတဲ့နိုင်ငံဆိုတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်အတိုင်းမလွဲမသွေဖြစ်လာနေပြီလို့ဆိုထားပါတယ်။ဥပဒေမဲ့လောက်ရက်များနဲ့အတူတကဘာလုံးအားလိန်လည်နေတဲ့ဂိုင်းများကျဆားရာနဲ့မူရစ်စေဝါထုတ်လို့ဖြန့်ဖြူးရာခြေဆိုင် data အဖြစ်ပြောင်းလဲလာတာကိုလည်းတွေ့မြင်လာကြရပါတယ်။သူတို့ဖြစ်လာရတဲ့အထိကတရက်ခန့်ဟာစစ်အုပ်စုကြောင့်ဖြစ်တယ်လို့ထောက်ပြသွားခဲ့ပါတယ်။ထိုပြဿနာများကြောင့်အာဆီယံဘာလို့နေတယ်လဲလို့မေကွန်ထုတ်လာကြပါတယ်။ သို့တော့အာဆီယံဟာအချက်၅ချက်ကိုမြည်တိုးမြန်စွန့်လွှတ်ရဲစိတ်ကူးမရှိကြတဲ့အတိုင်းနှလန်းသွာတန်ခင်းတမန်ခင်းထောင်ချောက်သေးကိုဝင်သွားမဲ့အန်ရရှိလာနေတယ်လို့ဩစတြေးလျမှာရှိတဲ့ Lowy Institute မှာသတိပေးလာပါတယ်။ဖိလစ်ပိုင်ဟာအချက်၅ချက်အစားနောက်ထပ်လုပ်ငန်းပေါင်းအသစ်ချမှတ်ရန်တောင်းဆိုလာပြီးဗီယက်နမ်ဟာလည်းဆွေးနွေးပွဲများမှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုဖိတ်ခေါ်ရန်အထီးပင်ပြောလာပါတယ်။အင်ဒိုနီးရှားကလည်းတူနီတူဟန်နဲ့တော်လန်ရေးအဖွဲ့များနဲ့ဆက်သွယ်လာခဲ့ပါတယ်။မလေးရှားကလည်းအလုံးတစ်စက်ပွဲတဲ့အတူထိုင်ပြီးဆွေးနွေးစီခြင်းပါတယ်။ ်ထို့သူတယောက်တစ်ပေါက်ဖြစ်လာတာကိုအခွင့်ကောင်းယူပြီးစစ်အုပ်စုဘက်ကလည်း၎င်းတို့အပေါ်ကိုစိတ်ညွတ်နေတဲ့နိုင်ငံများကိုချင့်ကပ်လာကြပါတယ်။မင်းအွန်လိုင်းရဲ့ရွေးကောက်ပွဲကြောင့်လည်းအာဆီယံအတွင်းအကြောင်းထက်လာပါတယ်။မလေးရှား၊စင်ကာပူတို့ဘက်ကယုံကြည်စရာအကြောင်းမရှိဆိုကလက်မခံတဲ့ဘက်ကယက်တီနေကြပေမဲ့ထိုင်းဟာထို့သူပြက်ပြက်တတမပြောနိုင်ဖြစ်နေစေဖြစ်ပါတယ်။ ကမ်ဘောဒီးယားမှာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ကိုဆစ်လွတ်မယ်လို့လည်းပြောလာပါတယ်။အာဆီယံနိုင်ငံများကကိုနီကိုဟန်နဲ့ဖြည့်ရှင်းရဲ့နှလန်းသွာတန်ကင်းတမန်ကင်းကိုအာတန်လာနေမှုဟာအဖွဲ့ကြီးရဲ့စီးလုံးညီညွတ်မှုကိုထိခိုက်စရာဖြစ်လာမဲ့အန်ရေကြီးကြောက်လာနေပါတယ်။ထွက်ပေါ်လာမဲ့ရလက်အပေါ်ကိုမြည်တို့များထိ ंछ ုပ်နိုင်တော့မှမဟုတ်လို့စောင့်ပါမှထောက်ပြထားပါတယ်။အာဆီယံရဲ့အဖွဲ့ဝင်၁၀နိုင်ငံစလုံးကသဘောတူရမယ်။ပြည်တွင်းရေးကိုလည်းဝင်ရောက်ဆွတ်ဖက်ချင်းမျိုးမဖြစ်စေရမုန်းတဲ့ဆိုကတရားမင်းပင်ဖြည့်ရှင်းရင်လက်မှိုက်ချရတော့မှာဖြစ်ပါတယ်။ မြန်မာပဋိပက္ခရဲ့အကျိုးဆက်ကိုတိုက်ရိုက်ထိခိုက်လာနေတဲ့မလေးရှားကဲ့သို့သောနိုင်ငံမျိုးကတိတိယောက်ယောက်မဖြေရှင်းနိုင်ရင်၎င်းလက်လွတ်ပေးရမယ်ဖိလစ်ပိုင်နဲ့ဆိုကပို၍ပင်ဝေးသွားတော့မှာဖြစ်ပါတယ်။အာဆီယံဟာမြန်မာအရေးမှာခြံစည်းရိုးခွာထိုင်နေ၍မဖြစ်တော့တရုတ်တို့ရဲ့စစ်အာဏာသိမ်းအဖွဲ့ကိုထောက်ခံနေမှုအောင်မြင်သွားရင်ပဋိပက္ခဟာပို၍ရှေးချလာစရာဖြစ်ပြီးတရုတ်ဟာလည်းဒေတာတွေမှာပို၍လက်ရည်ဇက်ရည်နိုင်လာတော့မှာဖြစ်ပါတယ်။ မိမိတို့ဖြစ်စေကျင်တည်နဲ့ဝေးတဲ့ဝေးလာနေတဲ့အာဆီယံအားလဲမြန်မာပြည်သူများကတစ်ဆက်ကလေးများယုံကြည်အားကိုးလိုစိတ်မရှိကြတော့ဘဲစစ်အုပ်စုကိုတန်တမာရေးအယအတိအမှတ်မပြုတ်လျင်ပင်တော်ပေသေးရဲ့လို့ယူဆနေကြပြီဖြစ်ပါတယ်တော်လန်ရေးဟာနိုင်ငံရေးစီးပွားရေးနဲ့ရည်ကြီးမှုပိုင်းများအလုံးတွန်တွဲပြီးတိုက်ခိုက်နိုင်မှုအပေါ်မှာမူတည်ခဲ့တဲ့နဲ့မြည်မြပင်ဖိနှိပ်အုပ်ချုပ်တဲ့အစိုးရမျိုးဖြစ်ပါစေစိတ်ရှည်မှုဇွဲရှိမှုအတူညီနိုင်ဆောင်ရွက်လာမှုများရဲ့ဒဏ်ကိုခံနိုင်ရင်မရှိဖြစ်လာကြစမြဲပင်ဖြစ်ပါတယ် ပြည်သူတို့ရဲ့ခုခံတွန့်လှန်စစ်မဟုတ်ချအောင်ရမည်လို့យេតាထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုလိုစောတိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်ပြပသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာကြပါစေခင်ဗျာ